ဟုတ်ကဲ့မိတ်ဆွေများအားလုံးပဲမင်္ဂလာပါຫນွေဦးတင်းများကန္တမကျေးဇူးလိုက်ပါတယ်မိတ်ဆွေတို့အနေနဲ့ຫນွေဦးတင်းများကိုစင်စက်မပြတ်ကြည့်ကြည့်နိုင်ရန်အတွက် subscribe လေးများအင်ဦးဆုံးလှူထားပေးကြပါလို့တောင်းဆိုချင်ပါတယ်ခင်ဗျဟုတ်ကဲ့အခုတင်ဆက်ပေးမယ့်အကြောင်းအရာကတော့ party of muslim တကယ်တိုက်ခဲ့ရန်ကုန်ပြည်တော်အသာလေးစက်သိလို့ရတယ် ခြေအနေများပြောပြပါမယ်။မြတ်ကျော်မင်္ဂလာပါရှင်။အခုကြောင်ရံနဲ့ပတ်သက်တဲ့ဗီဒီယိုဖိုင်ကိုတော့အနောက်မှာတင်ဆက်ပေးထားတာဖြစ်တာမို့ဝင်ရောက်ကြည့်ရှုဝေဖန်တုံးသက်ပေးကြပါအောင်ရှင်။ဒီတရင်ကောင်းလေးရှိနေပါတယ်။ထို့တူနေရွက်သွေးဆွလိုက်တဲ့တရင်လေးတခုထပ်ရှိပါတယ်။ဘာလို့လဲ?ကဲနီယိုကဲနယ်လေးစစ်ဦးစီးချုပ ဘူဂျုတ်စောချော်နေရဲ့အိမ်တက်နေပါဖစစ်တဟာအသေးကန်ဒရုန်းနေနဲ့ဘုံချဲပါတယ်ပထမတစ်ကြိမ်တက်မှာအကုန်ဌာနချုပ်ကိုဘုံချဲပြီးပြီဖြစ်တယ်အခုထပ်ပြီးနေရွေးနေရွက်သသွေးစွပြန်ပါပြီဗာဒီရဲ့တိခတ်နိုင်ဇွိတ်ကုံဆုံးသွားခဲရင်တော့ကရင်တကယ်စစ်တပ်ရင်ရန်ကုန်နေပြီးတော့တလအတွင်းတိမ့်လို့ရတဲ့အခြေအနေရှိတယ် တမတစ်ကနေတမခုနေမီအခြေဆိုင်တမဟာရဲ့ဒေတာအခင်းချင်းကိုကြည်ရင်လက်ရှိຫນွေဦးတော်လည်ရဲ့အခွင့်အရေးပြည်သူလူရဲ့ထောက်ခံမှုတကပါလုံးကမြန်မာရဲ့ထောက်ခံမှုတွက်ဆိုင်ကရင်တကယ်စစ်တပ်ရင်တလအတွင်းနေပြည်တော်နဲ့ရန်ကုန်ကိုတင်ပတ်နိုင်လို့ဆိုတာကျွန်တော်ယုံကြည်တယ်ဒီကြောင့်မို့ကျွန်တော်နောက်ဆုံးဒုတိယပိုင်းမှာပြောမယ် အခုတော်လန်တဲ့နေ့ကိုတင်ဆက်ရအောင်ဒီကနေ့ငါတရောက်ရွာတိုက်ပွဲ84ဦးမတာပေါ်ပါတယ်စစ်ခွေးပြူတေချင်းစု84ဦးဒါရီပြည်မှာစလင်းဂျားဖြတ်တပ်တံပြားကတစည်းအပဝင်နှကောင်မတာထပ်ပေါ်တဲ့တရင်ရှိပါတယ်အဲ့တော့ငါတရောက်ပွဲကိုကျွန်တော်ပြောကြရအောင် ဲ့တော့ငါတလောက်ပွဲမှာညောင်ဦးစစ်ကြောင်းငါတော့ညို့နေခွဲစစ်ကြောင်းလာ ထိုးတဲ့စစ်သားပြူစော်တီ150လောက်ခန့်မှန်းရှိမယ်84កောင်မသားပေါ်တည်ချင်းစိုးနဲ့တည်ပြီးထောက်ဝရွာနဲ့ထောက်ဝရွာနဲ့အိုရင်းရွာချာမှာဖြစ်တယ်ဒီပွဲကိုညောင်ဦးပကပစီတောင်ငယ်ရဲဘော ပြဝိဥဆောင်တဲ့ပကံပီဘလူတက်ညောင်ဥပကံလေးရဲဘော်ငတိဥဆောင်တဲ့ BGF တက်သူတို့ကအကြပြတ်တိုက်ခိုက်ခဲ့တယ်လို့သိရှိရတယ်နောက်ထပ်မကွေးစလင်းပွဲဗမာတက်တော်ဆိုရဗမာအပီက ကြပြတ်တိုက်တယ်လို့သိရတယ်ဆိုတော့ နောက်ထပ်တိုက်ပွဲတစ်ခုထပ်ပြောပြမယ်ညိုင်ကံကောမြောက်ခင်ရန်ရွာညစ်တဲ့ဆင်ကဖက်စစ်တဲ့အထိုင်ကျတဆွဲထားတဲ့နေရာပြီ drone နေနဲ့တိုက်ခိုက်မှုကြီးဆောင်ရွက်ခဲ့တယ်ဒီနေ့မတာပေါ်လာကတော့တရာကျော်လောက်ရှိတယ်လို့ခမန်းချီသိရပြီးနောက်တဲ့ပြည်သူရဲ့အမျက်ဒေါသတစ်ခုကိုကျွန်တော်ပြောပြခြင်းပါသေးတယ်ပတိမှာ အေယံဒီတိုင်းပသိမ် yes ခန်းတဲ့ကိုဒီသူတို့ကကတိနှချောင်းကင်ပြီးရေခွေးတိုက်ကိုတိုက်ခိုက်တာစကမ်းမှုကြော်စင်လက်အပါအဝင်ရေခွေးသုံးကောင်လေးကောင်ပါဗျာဆိုတော့လေးကောင်ထိခိုက်တံရပြင်းထန်တယ်လို့သိရပြီးဒီပြည်သူကိုတော့တရက်နဲ့ပြစ်ခတ်ဖမ်းဆီးပြီးလက်ရှိအချိန်မှာရိုက်နှက်မှုကြောင့်အသက်အန္တရာယ်ဆိုရင်ရတယ် တည်အောင်တေမာကိုတိတိကြီးနဲ့ရွေးချယ်ထားတာပါတေမာကိုတိတိကြီးနဲ့ယေစခန်ရဲ့ကိုတနတ်တီကင်နာပါတယ်ဆိုတဲ့ယေစခန်တဲကိုကြက်ကြီးနှစ်လက်နဲ့ဝင်တိုက်ခဲ့တာပီတရာပေါ်မှာငါတို့သွေးတွေမချောက်သေးဘူးငါတို့ပြည်သူလူတွေရဲ့ရှင်တွေကတော်လန်လူစိတ်နဲ့ ဖက်စစ်တပ်ကို나ကြီးမုံတီးမှုဟာဒီຫນွေဦးတော်လည်းလေးနှစ်မှဖြစ်လာတာမဟုတ်ဘူးနှစ်ပေါင်းရှာနေချီဖက်စစ်တပ်ကိုမုံတီး나ကြီးမှုဟာအမြင့်တွယ်နေခဲ့ပြီဖြစ်ပါတယ်ပြည်သူလူရဲ့ရရလက်နဲ့ဆွဲကင်တော်လန်တော့ပြည်သူခုကန်တော်လန်စစ်အစ်စ်အမှန်ကြောက်လာခဲ့အစ်စ်အမှန်တော့အရှိကခေါ်ခဲ့တဲ့ဒီဒီတွေကိုကျွန်တော်ထည့်ပြောနေတာမဟုတ်ဘူး ပြည်သူခုခံတော်လှန်စစ်ဆိုတဲ့ရရလက်နက်ဆွဲကြိုင်ပြီးဂျင်ဂလိတွေလေးကွာတွေကဘုံတွေဒက်စီဘုံတွေမီးပလင်းတွေလိုင်လိုင်ထပြီးစစ်တပ်ဝင်းတွေနဲ့ရဲစခန်းဝင်းတွေကိုတပြိုင်တည်းမီးရှို့တဲ့နေ့မရောက်ဘူးလို့ပြောနေတာအဲ့တော့ဒီချင်း နောက်တော့နန်းလင်းသူပြောပြတဲ့သတင်းလေးကျွန်တော်ပြောပြချင်ပါသေးတယ်။ညောင်ချိုးအကြောင်းပေါ့ဗျာ။အပတ်စဉ်၆တင်းနှင်းစင်းစစ်မှုထမ်းမှုကြောင့်ပေါ်တာဆွဲခံရတဲ့နန်းလင်းသူရေပြန်စိန်ရိုးကြီးကျင်းရွာကကားမောင်းပြီးအထွက်မှာချောဆွဲလူကိုပါပေါ်တာဆွဲခမရ၆ခုပို့ပြီးစစ်တင်းနှင်းတက်ခါ၃လတက်ခါနတ်တန်ကွင်းရှေတန်းကိုတန်းပို့ခဲ့တယ် နတ်တန်ကြီးရှိတယ်မှာထွက်ပြေးဖို့လှုပ်တယ်မိုင်းကွင်းတွေကြောင့်အဆင်ပြေလို့ထွက်မပြေးခဲ့ရရခိုင်သွားရမယ်ညွန်ကြားလာလို့တောင်ငူတက်မှာလက်နဲ့ခဲရနေဖြည့်ဖို့လို့တော့ထပ်ထွက်ပြေးတယ်တာယာဝတီမင်းင်းချောင်းခိတ်မှာပြန်ဖမ်းခံရပြီးစစ်တပ်မှာနှိမ့်ဆက်အကြမ်းဖက်အချုပ်ချခံရပြီးအချုပ်ကလှုပ်ပြီးညောင်ကျိုးကိုထပ်ပို့တယ်ဒီနန်းလင်းအကျဉ်းချင်းပေါ်တာဆွဲခံရတဲ့လက်က အချိန်ချင်းလွတ်မြောက်အောင်အချိန်ချင်းဒီလူတော်လိုက်တက်တွေကိုမတိုက်ချင်းကိုအချိန်ချင်းထွက်ပြေးခဲ့တယ်နန်းလင်းသူကပါပြောလဲဆိုတော့ညောင်ကျိုးမှာအကူကြီးပစစ်တပ်ကိုအရကတ်တောက်ကြီးရတရဆထိုးစစ်ရှင်တဲ့အချိန်မှာစစ်တပ်ရဲ့အဓိကအာကူရဖြစ်တဲ့လေတပ်ကဘုံတရဆကျဲပါတယ်ကျဲတဲ့အချိန်မှာပြည်သူ့ရဲ့မြစ်တာတစ္ဆာကြောင်လာတော့မတိဘူးလေတော်လိုက်တက်တွေကိုလုံးဝမတိပဲ ဖတ်စစ်တက်အချင်းကြီးပေါ်ကြာတရား20လောက်မသာပေါ်ပါနေများတယ်ကျွန်တော်မျက်စိရှိမှာပါအာကတက်တော့တိုက်လို့တည်တာကနည်းနည်းသူတက်သူဘုံကျက်ပြီးတည်တာကများများအကိုကြီးလို့သူမျက်မျက်စိမြင်ဝင်းထဲမှာမြင်လာတဲ့မြင်ဝင်းကိုပြောပြချပါတယ်ဒါကတော့တော်လန်တည်င်းတွေဖြစ်ပါတယ် ဲ့တော့တိုက်ပွဲတွေတစ်ဆက်တိုက်ပြီးမြေပြင်မှာဘောင်းမီဖင်ပြင်းနဲ့ရှူရှဲတတုတ်ကိုအသက်ရှင်ရုံလေးထမင်းစားပြီးတကယ်တိုက်ပွဲဝင်နေတဲ့မြဲပေါ်တွေမျိုးဆက်အသီးသီးတွေရှိပြီမဲ့တချို့ကြတော့စစ်တော့မတိုက်ဘူးယူနီဖောင်းကတုံးတယ်ဆိုသလိုကိစ္စတွေလေနားနဲ့မဆက်အောင်ကြားနေကြားရပါတယ် ဒီအခြေအနေကြီးကိုကျွန်တော်တို့ဖြတ်တန်းရင်းနဲ့စစ်တော်မတိုက်ဘူးယူနီဖောင်းကတုံးတယ်တိုက်ချင်အောင်စောင်းနေတယ်တော်လိုင်းကြီးကိုလှုပ်ချင်အောင်စောင်းနေတဲ့ကိစ္စတွေအများအပြားကိုပြည်သူလူထုကမသိဘူးလို့တော့မထင်နဲ့စာကမတက်တာဘောဝင်ကတုံးချောင်းပြလူကအမှုတူနဲ့စားကျင်သည်ဆိုတဲ့ကိစ္စတွေရှိနေပြီးတော့ အောက်ဆက်ကားတွေလိုပဲအခောက်ရီများလီနေရွက်ကိုက်နေဆိုတာမျိုးတော့မလုံချစေချင်ပါဘူးအသက်တွေဘဝတွေရှင်ပြီးနိုင်ငံရေးကံကြမ္မာနဲ့အသက်နဲ့ဘဝတွေနဲ့အလဲထက်လှုပ်ထားခဲ့ရတာဖြစ်ပါတယ်တော်လည်းရေးကံကြမ္မာဟာတော်လံပြည်သူတွေရဲ့လက်ရှိမြေပြည်မှာအသက်ဆုတ်ဘဝဆုတ်တိုက်ပွဲဝင်နေတဲ့တော်လံရဲဘော်တွေနဲ့ တော်လှန်ရေးကိုကြားရနေရကပါဝင်လုတ်ကင်နေသောနိုင်ငံရေးတော်လှန်ရေးလက်ထဲမှာရှိပါတယ်တော်လှန်ရေးကံချက်မှာပေါလွဲပုတ်ပြန်လုတ်တဲ့လူတွေများပြီးတခိုးများလို့တခိုးနိုင်နေတခိုးဥက္ကဋ္ဌဖြစ်ခဲ့ရင်တော့ဒီတော်လှန်ရေးရည်စုံမျိုးမြန်မှန်အဖက်စေကြပြုပြင်ကြပြည်သူလူထုနဲ့တော်လှန်ရေးအင်အားစုတွေနိုင်ငံရေးအင်အားစုတွေက ဒီတော်လည်းအညွညတလူလူတက်စီကိုထိန်းချောင်းကြရလိမ့်မယ်။တစ်ဖက်မှာလည်းတိဆောက်မှုတွေဝန်းစာပြည့်မှုတွေလုံကြရလိမ့်မယ်။အတွေးခေါ်လက်တက်တွေတက်စင်လို့စစ်မြေပြင်မှာစီရင်အတွေ့အကြုံကြီးမားတဲ့စီရင်အတွေ့အကြုံတိုက်ရိုက်ခတ်ရင်စစ်ပုံကြောင်အမိတ်နာခံမှုဆိုရဲတော်လန်ရေးစစ်ပွဲဆိုင်ရာဝန်းစာမပြည့်မှုတွေ အကြည့်မြေပြင်တိုက်ပွဲတွေမှာတိမြင်ကြားနေရတာရှိနေပါတယ်။အဲ့တော့လူငယ်တွေဟာဖက်စစ်တဲ့မတရားမှုကိုတော်လှန်ခြင်းလို့ရရလင်းနဲ့ဆွဲကန်လူစုတော်လှန်ရေးနဲ့တပ်ဖွဲ့အသီးသီးတွေဖြစ်လာကြတယ်။ဒါဟာအင်မတန်လေးစားကုန်ယူစရာကောင်းတဲ့ကိစ္စပါ။ရသည်မပျောက်ကြားတိုက်ခိုက်ကြတယ်။ဒီအခြေအနေကနေကြော်လို့ပြီးကျွန်တော်တို့ဒီ တမယူကြစစ်ပွဲကြီးစီကိုတွားကြရတော့မှာဖြစ်ပါတယ်တမယူကြစစ်ပွဲကြီးတမယူကြစစ်ပွဲကြီးဆိုတာကအခုအာခတ်တတ်တော်အေးအေးတိုက်ပွဲဝင်နေတယ်ရခိုင်ပြည်သိမ်းတိုက်ပွဲကြီးချင်းပြည်နဲ့တပြည်နယ်လုံးကဖလန်းတိသိမ်းနေပြီဖြစ်တဲ့ဖလန်းမျိုးသိမ်းတိုက်ပွဲကြီးတွေမင်းတပ်မျိုးသိမ်းတိုက်ပွဲကြီးတွေညောင်ကျုံညောင်ချီတော့အစရှိတဲ့ကပ္ပစာတွေထိုးတဲ့တိုက်ပွဲကြီးတွေမှာတကယ်ဗီဒီယိုတွေကလိုပြမြင်ကြည့်လိုက်ပါ 包内戒毒里啊，噶把十台卡路，不, church, in, haar, 不是他噶里面那包里头是装着十米烟钱嘛？但伢伢对戒毒里面吸吸嘛，当你保守呢，谁也没别人得能得把嘞？你进入过米币嘛？九零幺了的，到屋里噶表表下来，哎呦，谁啥呀？金牙木，谁对酒醉花木？谁听那嘛？ မကုမကကုကယနေချင်းကညံ့ရင်ညံ့ပြီးပေါင်းဆက်တဲ့အချိန်နည်းစီးဆိုင်ရာဝမ်းစာပြည့်မှုကြိုတင်တိဆောက်ကြပါလို့တတ်တော်အသီးသီးကိုဒီနေရာကနေလေးနဲ့စွာလေးနဲ့စွာတိုက်တော့အချက်ပြုလို့ပါဘာကြောင့်လဲမြင်းကြီးကြားနေသိနေရတာတွေကစစ်ပုံမကြအမိတ်မနာခံတတ်စစ်ပွဲတွေ့ကြုံမရှိတော့ တချို့ကိစ္စတွေမှာ viewer တွေပြန်ပြန်ပြင်ရ viewer တွေပြန်ပြန်ပြက်ရတက်တွေလန်ချတာတွေကြားနေရတော့ပါအဲ့တော့ငါတို့ဒီမင်း online စစ်ရှုံးစီဖို့တမယိုးကြစစ်ပွဲကြီးတော်လန်ထိုးစစ်ကြီးကိုမြို့ပြကိုချီဆိုတဲ့အခြေအနေကိုမလွဲမသွေရောက်ရှိအောင် ရောက်ရှိလာတော့မှာဖြစ်တယ်ဒါကြောင့်မို့ငါတို့ဒီအမိန်နာခံတတ်မှုစစ်ပုံချမှုအနစ်နာခံမှုရဲဘော်ရဲဘက်စိတ်အပြည့်ရှိမှု စစ်ပွဲတိုက်ပွဲအတွေ့အကြုံများကြွယ်ဝမှုအတိမြင်ကြားအခြေခံဘူးတုတာများပြည့်စုံမှုနေမီကျွမ်းကျင်မှုဒါရီပေါင်းဆက်တဲ့ရဲဘော်တဦးချင်းစီတိုင်းဟာတယောက်ကသတောင်းပူကြီးညံ့ညက်ကြီးဆိုတဲ့ကဲ့သို့အစွန်တကူကြီးမှလာပါတယ်။ဒါကြောင့်မို့အောင်မြင်ခြင်းအောင်ဝဲကိုလိုချင်။မင်းအောင်လိုက်ကိုစစ်ရှုံးအောင်တိုက်ထုတ်ပစ်ခြင်းချင်း။ငါတို့စစ်ပေါ်ကြာ Facebook ပေါ်မှာသတင်းလုတ်ပြီးလူကြားကောက်အောင်ပြောတဲ့ထောင်တောင်းကြီးစစ်တွေကိုခဏဖယ်တာငါတို့တက်ငါတို့ပြင်ငါတို့ဝမ်းစာဖြစ်ပြီးငါတို့မအားလောက်နိုင်အောင်တိုက်ကြရမယ်။ဒါကြောင့်မရဲဘော်ပြီအကူတွေကစစ်ပုံကြဖို့အရေးချင်းပြည့်ဖို့တိုက်ပွဲတွေ့ကြုံယူဖို့ပြင်ဆင်စူးစီးဆောင်ရွက်ဖို့လူများတွေတက်ပြီးအောင်လာခဲ့ပါ။ဒါပဲပြောချင် ဲ့တော့ဒုတိယဘိုင်းအနေနဲ့ဗတ်ဒီတို့ကိုနေရတဲ့ဇွေးဆလိုက်ပြီလားဆိုတဲ့ကိစ္စကရင်တကယ်တိုက်ရင်အင်းစင်တီရောက်ခဲ့တယ်နော်ကရင်တကယ်တိုက်ရင်ရန်ကုန်အစိုးရပဲခေါ်တဲ့တိရောက်ခဲ့တယ်နော်အခုကရင်တကယ်မတိုက်သေးပါဘူးတမဟာတက်ကလည်းတမဟာခုံမြေပုံကြီးကိုကြည့်ကြည့်ပါတမဟာတက်တမဟာနှစ်တမဟာသုံးတောင်ငူကနေကြိုက်ထူတမဟာငါးဘယ်နေရာလဲ တက်မဟာ6မြောက်နေဖတ်အံကော့ဂရိတ်တင်ညာညီတော့တက်မဟာခွန်မြောက်ဒီကော့ဂရိတ်တင်ညာညီတော့ဘယ်ညာညက်တာတက်မဟာလေးတင်းသားတိုက်တယ်ကြောတကယ်တက်ညီလက်ညီထားတိုက် PDF ဒီအများအပြားနဲ့စုပွဲတိုက်ဖြူဟာမြောက်ဖိုးစစ်ကိုဆင်နွယ်နိုင်ရင်ကရင်ပြည်နယ်သားမက နေပြည်တော်ရန်ကုန်ကိုတလာတွင်းသိမ့်နိုင်တဲ့အခြေအနေရှိတယ်ဗျ။တို့တော့ဘာကြောင့် ။မာဗျူဟာဒိုးစစ်ကြီးတွေမစင်နေနိုင်သေးလဲဆိုတဲ့ကိစ္စကိုတော့ကျွန်တော်တို့တကယ်မသိပါဘူး။လုံနိုင်ခဲ့ပါတယ်လုံခဲ့ပါတယ်တမိုင်းမှာလည်းတကယ်တိုက်နိုင်ခဲ့ပါတယ်။ဖာဒီရိုအတီးတို့အမိုးတို့ဟာတော်လိုင်းရေးကန်ချင်မှာကိုပြောင်းလဲနိုင်တဲ့အရေးအချင်းတွေရှိပါတယ်။ကရင်နေတိုက်ပြီးဟိတ်ဆိုနေပြီးတော့ရန်ကုန်တလားတွင်ကြာနိုင်တယ်လို့ကျွန်တော်ယုံကြည်တယ်။အတိုင်ချတော့တဲ့တမဟာဌာနချုပ်တွေကိုကြည်ချင်းအဖြစ် တကယ်စစ်ကြည့်စစ်ထိုးလို့ရှိရင်တောင်ကူတောင်ကူစိုက်ထူမြောက်လီဖတ်အံပကောဆက်တီးပြတချုပ်ပြီးနေတယ်ဒီပါတတုံပြီးလင်းဟိုဖယားကြီးနာကဟွန်း ။ဘကုတ်ဖျားကြီးနာလမ်းဆောင်နာကစပါဗျာ။တမ345တနစ်345ခွန်ကတကယ်သာပြူဟာထိုးစစ်နေ။ဖာတီနိုတကယ်စစ်တိုက်ရန်ကုန်နေပြီးတော့တလအတွင်းသိမ်းလို့ရတယ်ဆိုတာ။ကရင်နေတကယ်စစ်တိုက်ရင်ရန်ကုန်အင်းစိန်ထိရောက်ခဲ့တယ်ဆိုတာ။တမိုင်းမှာတတ်သိရှိပြီလား။ဒါကြောင့်ဒီကံစိတ်တွေကုံဆုံးလာပြီ ကဲနလီရဲ့စစ်ဦးစီးချုပ်ကိုတော့ဘုံကျဲတပ်ဖြတ်ဖို့ယုံမာတဲ့ဖက်စစ်တပ်ကိုပါရီတော်မို့လို့အတီးတို့ကြီးချက်ချင်းမဆိုင်စစ်ပြင်ကနေပြီးတော့ရန်ကုန်တိစစ်ချီပြီးပြည်သူကာကွယ်ရေးတပ်များပြည်သူများနဲ့လက်တွဲကအာခတ်တပ်တော်ဤ KIA ကဲ့သို့ပူပေါင်းထိုးစစ်ကြီးနဲ့ ို့ပြစီလို့ခြီးပေးပါလို့ပြောရင်မင်းအောင်လိုက်ဆစ်ရှုံးစီဖို့တော်လည်းရက်ကချမကိုပြောင်းလဲပေးဖို့နှုတ်ထကြပါတော့လို့ပြောရင်ဒီညတော့ဒီလောက်ပါပဲအားလုံးကိုကျေးဇူးတင်ပါ